ခိုင်းခဲ့တဲ့ဟာတွေပေါ့ခိုင်းခဲ့တဲ့ဟာတွေကတော့အဲလိုတဝင်းနေကျွန်တော်တို့ငကိုတုံးကဆိုလို့ရှိလို့ရှင်သူပြင်ကလို့တိုင်းနေကြီးတိုင်လုံးနေချောချောကြီးသူဟိုအကုန်လုံးလည်းမြင်ကြမှာပါဖုံးချောင်းနေမှာဆိုအများဆုံးရှိတယ်အဲ့လိုမျိုးတိုင်းနေကိုအရှိလျားကတော့သူက12ပေလောက်ရှိတယ်12ပေလောက်တချို့ကကျတော့10ပေလောက်ရှိတယ်အဲ့လိုမျိုးဟာတွေကိုဖြတ်ပြီးတော့ကျွန်တော်တို့တယောက်ချင်းထန်းခိုင်းတယ်တယောက်ချင်းထန်းခိုင်းတယ်ဆိုဒီမြင်းကြီးဆိုတော့ဓာထားနိုင်တာပေါ့ဟုတ်တယ်မလားကိုကတကူပြစ်ချလိုက်နောက်ကျတော့လေကိုနောက်မှာလိုက်လာတာထန်းလာတဲ့လူတွေအများကြီးရှိတယ် ဲဆိုတော့ကိုကြီးတောင်းဦးတော့မာခိုင်းလို့ရတယ်ဒီအကုန်းပေါ်ကြီးတက်ကားတာကြတော့ဟိုခဲရင်တာပေါ့နောက်ကျလူလဲပင်ပန်းတာပေါ့အပေါ်လဲရောက်ပြိုင်းတာပေါ့အပြိုင်းလည်းမရဘူးနောက်တစ်ခေါက်ထပ်ထမ်းရတာပဲဒီလိုတနေ့ကို5ခေါက်လောက်ပေါ့တမနဲ့ကို5ခေါက်လောက်ပေါ့ထမ်းရတယ်အတုံးဘန်ကောက်စောင့်မဲ့ဆိုလို့ရှိလို့ရှင်တို့ဟိုတန်တေတွေရပေါ့တန်တေတွေရဟိုပြောင်းမင်းကဒါလောက်လိုက်ပြောင်းဟိုကောင်မင်းကဒါလောက်တို့ကတော့ခွဲပေးလိုက်တည်းကတန်းစီပြီးတော့ခွဲပေးလိုက်တည်းကတို့ကစောင့်ကြည့်ရင်းနဲ့ခွဲပေးလိုက်တာ哦စောင့်ကြည့်ရင်းနဲ့ကျွန်တော်တို့ကတော့လောက်ရတော့ပေါ့ရှုံပေးပေးတူးတူး လက်တွေဟိုကွဲကွဲပြဲပြဲအဲ့လိုကွဲပြဲတော့လဲကျွန်တော်တို့ဆေးဆေးကျူကြီးရှိတယ်ဆေးကျူဆေးကျူကြီးရှိတဲ့အတွက်ပတ်ဒီဝက်ဘက်ပြန်လှုပ်ဒါပဲရှိတယ်ညာဘက်ကင်းနေပါတယ်စောင့်တော့လဲဟိုသူတို့တန်တွေတွေကဘယ်လိုလဲတော့အများဆုံးကျွန်တော်တို့နဲ့ခွဲချပေးတယ်ပါစာတွေနဲ့ဟိုပါစာတယောက်ဆိုရင်တန်တွေတယောက်အဲ့လိုမျိုးခွဲခွဲပေးတယ် တ냐ကြတော့ဘလို့ဖြစ်လဲဆိုတော့ကြတော့9နာရီဝင်းကျင်လောက်မှာလေရတိုက်လာလေတိုက်မိုးရွာတဲ့ချိန်မှာပြင်မဆောင်နေတဲ့ညောက်ကလည်းအတွင်းထဲဝင်လာကင်းဖို့ထဲမှာလူက3ဟောင်းဖြစ်နေတာ3ဟောင်းဖြစ်နေတဲ့ချိန်မှာဆောင်းလိုက်တည်ရာလေးရတယောက်ကခုံမှာနှစ်ယောက်ကအောက်မှာညာလေးပါဖြစ်တယ်လေလေးတိုက်ပြီးညင်းမိုးလေးပါလေးလည်းညင်းနေပါဒီမင်းပြင်မထွက်လာကိုဆိုင်ပေါ့ညီလေးမင်းပြင်မထွက်လာတယ်အဲ့လိုပြောတာ။အာဆိုတော့ရလေဘာဖြစ်ဘာဖြစ်မသိဘူးပြီလို့လို့ကိုကစော်ကားတယ်လို့သူ့ကိုစော်ကားရတာမဟုတ်ဘူးကွာ။ပြောပြမလဲလေးတိုက်နေတာဆိုတော့ကိုကလည်း အာဘာဖြစ်တယ်ညာဖြစ်တယ်လို့အဲ့လိုလေးပဲပြောလိုက်တာရှိတယ်ကျွန်တော်လက်သီးနဲ့တခြားဆွဲထုတ်ရတယ်အဲ့ဒီမှာဆွဲထုတ်ရတယ်ညလုံးညလုံးနဲ့ဝီးပွင့်တယ်လို့မျိုးပါဒါမျိုးဆွဲထုတ်ရတယ်ဆိုမှခံလာဟာသွားပြီးတော့ကိုယ့်ကိုလည်းကမ်းပြီးတော့ထင်တယ်ဒါပေမဲ့ပြန်ကျော်လောက်ပြီးကြည့်လိုက်တယ်ညမှာအော်ညလုံးပြန်ကောင်းသေးရေပေါ့ပြန်ကောင်းသေးရှင်မထွက်မထွက်တော့ထမှာလားငါမင်းတတ်လိုက်ရမလားလဲဟိုဘက်ကဒါဆွဲပြီးတော့တတ်လိုက်ရမလားလို့ပြန်ချင်းရတယ်ဟုတ်ထွက်မထွက်မဲဆိုပြီးကျွန်တော်အာယူဘာမှမယူဘဲနဲ့ ျွန်တော်တနက်တိုင်းပြတနက်ကိုသူကတနက်ကိုကောက်ကန်လဲကျွန်တော်တနက်ကိုသူကောက်ကန်လိုက်တယ်အဲဒါကျွန်တော်ပြင်မထားပါဘူးဥပါတခုနားမှာပဲထိုင်ဟောဥပါထိုင်မယ်လို့ကျွန်တော်ကံပေးလို့မပေးဘူးကသွားထိုင်ပေးလို့ကျွန်တော်ခန်းရှိမှဖြစ်မှာလို့ကျွန်တော်ကံပြန်ပေးလို့သူကကြောက်သွားတာကျွန်တော်ပြန်တောင်းနေသူကကျွန်တော်နှစ်ချိန်လောက်လှုပ်နှစ်ချိန်လောက်လှုပ်ပြီးတော့ကျွန်တော်ကြောက်သွားကျွန်တော်ကံပြန်ပေးပါဗျာလို့ကိုကကောင်းမှုမပြန်တောင်းပြန်ပေးပါလို့ပြောရခြင်းမှာမပေးဘူးဆိုပြီးတော့အဲသူ့ကိုလုံးမဲ့ထိမဲ့ဆိုတော့တနက်တိုင်းနဲ့ကျွန်တော်ထူချိုင်အဲသုတ်ပေရောင်းနေပြုတ်ချအဲ့နောက်ဒီနောက်စီမှာသူတနက်တိုင်းနဲ့ထူလိုက်ပြဘူးထပါ ဘူးဓာအချိန်မှာအဲ့ဒီဖြစ်တာညဖြစ်တာညဖြစ်တော့ကြတော့စက်သိမ်းကြောင်းလည်းပြုတ်ကြပြုတ်ကြတော့ကြတာသူကပြောငါတို့မင်းပြက်လဲမှာဖြစ်တယ်ညဖြစ်တယ်ပြောပါပေါ့ပြောတော့ကြကြောက်ပြီးအော်တာအာမလုပ်ပါနဲ့ဆရာမလုပ်ပါနဲ့ဆရာကျွန်တော်မှားပါရဲ့ဖြစ်တယ်ညအကုန်ပြန်ပြော့ပြီးဟာအဲ့လိုပေါ့သူကြည်နောက်ပြန်ပြော့မင်းပြက်မှာနော်အဲ့ပြက်မှာဆိုကျွန်တော်တက်လာယူခိုင်းမှာဒါမျိုးချိန်တာကျွန်တော်ကြောက်တော့အော်တာပေါ့အော်တော့ကြတော့တခြားဘိုးကြီးတွေရောတခြားလူတွေရောဝိုင်းလာတဲ့ချိန်မှာဘလိုဘလိုဖြစ်ကြလဲပေါ့သူကဒီလိုပေါ့သူ့ကိုစော်ဟားလို့ပေါ့သူသူပြောတာနားမထောင်လို့သူပြောကျွန်တော်အဲ့လိုလုံးမယ်ပေါ့မဟုတ်

ကျွန်တော်တို့ပထမဆုံးကမာကမာလို့ပေါက်ရတယ်အဲဟိုစစ်ကြောင်းတက်ကလည်းကမာပဲပေါက်တာဆိုဟိုနဲ့ဒီနေ့ဆက်တည်းအကုန်ချိန်ပြီးသားချိန်ပြီးသားဆိုဒီနေ့သူနံပါတ်ခွန်ပြောင်းမယ်ဆိုရင်ဒီနေ့နံပါတ်ခွန်ဟိုစစ်ကြောင်းတက်ကလည်းနံပါတ်ခွန်မယ်အကုန်လုံး line တွေအကုန်ရအောင်ဆိုတော့ချိန်ထားတယ်အဲကမာကနေပြီးတော့ဒီနေ့ညနေလဲကြာကြာစီလဲစီလဲစီရောအဲဘူကြီးပြည်စုံရောက်တဲ့ညမှာဟိုရတဲ့ဟိုကင်းကောင်လို့ပြောင်းမယ်တဲ့ကင်းကောင်1ကင်းကောင်2ကင်းကောင်3ကင်းကောင်4ကင်းကောင်5ဆက်နှစ်ထီရှိတာကိုကင်းကောင်ဆက်နှစ်ထီရှိတယ်အဲ့လိုပြောင်းမယ်တဲ့ဆိုလို့ဆိုလက်တလို့ကြီးရတာဘလို့မှမရဘူး တူတူကိုကိုလက်တလုံးရဆိုဘလို့ဆိုတော့ဟိုကျွန်တော်တို့တင်မာတော့မှပဲမမားဘူးတဲ့လူမရှိဘူးအမဘလူနဲ့မှမကင်းကြဘူးအဲ့ဒီနေ့တညမှာကျွန်တော်ကသူကမေးလာရင်လေဟိုချက်ချင်းဆက်လန့်ပေါ့ပေါ့ကင်းကောင်ကြီးရှိလားကင်းကောင်ကြီးဒီမှာဟိုကင်းကောင်ငါတော့ဒီမှာမီးနှလုံးတော့တွေ့တယ်ထိုးဆင်းလာတယ်ဘယ်ကနေဘယ်ကထိုးဆင်းလာတယ်ဟိုမော်တာဘက်ကဆင်းလာတယ်အဲ့လိုမျိုးသူတို့ကပြောခိုင်းတယ်ပြောခိုင်းတော့ကျွန်တော်ကဟိုလူကလောနေတာလည်းပါတယ်လောနေတာပါတယ်ဆိုတော့ကျွန်တော်တို့ဟိုကင်း ကင်းကောင်၄နဲ့ကင်းကောင်900ကင်းကောင်၄ရရှေ့ကိုနည်းနည်းထွက်တော့သူတို့ကပဲအရင်ကြိုးမြင်သွားရင်ဟိအောင်မင်းငါးကမမြင်ဘူးလားဆိုရင်ပြောခံရမှလည်းစိုးတယ်လေကိုစိတ်ထဲမှာအာကျွန်တော်ကထပြီးတော့ဟိုကမာငါလို့ဆိုပြီးတော့လှမ်းပေါက်လိုက်တာလှမ်းလည်းပေါက်လည်းပေါက်လည်းကောဘူကြီးပြေဆုံးကိုကျွန်တော်ခေါ်တယ်ခေါ်လဲခေါ်လဲပြီးတော့ပြောမင်းညနေတည်းကင်းပြောင်းလာတာမဟုတ်ကျွန်တော်မှားဝါတာပါလို့မှားဝါတာသူကနေအေးမှားလည်းမရဘူးတဲ့မှားလည်းမရဘူးတဲ့မင်းမှောက်တာတဲ့မှောက်တာဆိုတော့ကျွန်တော်မှောက်ပေးတာပေါ့ညီကလည်းစောက်ထိုးကြီးဖြစ်နေတယ် မနညနေပိုင်းလောက်ကလည်းမိုးရွာပြီးွားကြီးညရဆောက်ထိုးနေဆိုတော့အဆင်မပြေဘူးလက်ကထောက်ရတာဒီလက်ကိုလည်းကျွန်တော်မြင်နေခဲ့စူးလေးတွေပေါ့အစာလေးဂဲလေးတွေအဲ့ဒါလေးတွေလည်းစူးလည်းမခံနိုင်အဒူးထောက်ပြန်တယ်လည်းသူကဒူးထောက်မထောက်နဲ့ဆိုပြန်အဲ့လိုကျွန်တော်တို့အားရမှောက်ခိုင်းပြီးကျွန်တော်တို့၁၀နာရီလောက်တည်းကကျွန်တော်ရိုက်တာရိုက်လိုက်မေးလိုက်ရိုက်လိုက်မေးလိုက်နဲ့ကျွန်တော်တနိုင်ခွဲအထိတနိုင်ခွဲအထိညတနိုင်ခွဲအထိလောက်ကိုကျွန်တော်မှောက်ရိုက်တယ်နောက်တစ်ခုက တန်ရင်းနဲ့ကျွန်တော်ပါစားတဲ့နှစ်ခွဲတာဆရာကြီးသူတို့တက်ရက်ကြီးညာဝင်းဆိုတာရှိတယ်။သူကတော့လက်နက်ကြီး M7 ကင်တာပေါ့။အဲဆရာကြီးအဲ့ဒီတညမှာမှားတာကြတော့မှောက်လည်းမရဘူး။ဘာမှလည်းမလုပ်ဘူး။ဟိုတတိပေးတာလောက်ပဲရှိတယ်။သူတို့ဆိုရင်ဆရာတက်ရက်ကြီးကြီးပူတော်တတိထားအောင်ပဲပေါ့။အဲခေါ်ပြောတယ်မှာစက်တွေခေါ်ပြောတယ်မှာ။သူတို့ကြတော့ဟပေးလိုက်တယ်။ကိုတွေကြတော့မှောက်ရည်တယ်ဆိုတော့ဒါဒီကျခွဲခြားမှုဆက်ဆံနေပြီ။ခွဲခြားမှုရှိသွားပြီ။အတူကြတော့ဆရာကြီးနှောင်းကအဲ့လိုမဖြစ်စေနဲ့ပါညာအဲဒီလိုပါဆရာတွေအကုန်လုံးတိုင်း တန်တေတွေလည်းတန်တေတွေကတော့ဟိုရဲဘော်ဆိုတာမရှိဘူးမရှိတော့ဘူးဆိုတော့ဘယ်လိုဆိုအခုနှစ်နှစ်ကာလမှာဒုတက်ချက်တွေကပ်ပေးလိုက်တော့အမြောက်ကြောင်အမြောက်ကြောင်ပါသူတို့ကလည်းကိုတုတ်လို့ချင်းဟိုဒုံးတွေဖြတ်ရရရရရွာတာသူတို့က ရှေ့ရလူကိုပဲဦးစားပေးရပေါ့နောက်လူကိုကြတာဘယ်လိုပဲဖြစ်နေလေသူပြောလေဒီတန်နေနဲ့ပါစဆိုရင်တန်နေကိုဦးစားတန်နေမားစီဖြစ်စီမန်လီဖြစ်စီတန်နေကိုငေါ့တာကြတော့တန်နေကိုမငေါ့ဘူးပါစကိုပဲငေါ့တယ်မင်းက तू ဘယ်လိုပြောသူစကားအောင်နားမထောင်လို့ तू ကရိုက်တာပဲဘာသူ့မှာပြင်မရှိဘောလေဆရာပြောတဲ့စကားကိုတပည့်ကနားထောင်မယ်ဆိုတော့အဲ့လိုသဘောမျိုးကြီးနေတယ်သူတို့ကတွားကြတာအဲ့ဒါကြီးကိုလေဘယ်လိုပြောမလဲအနာစင် အာနာဆန်းဆန်းကြီးနဲ့ဘယ်လိုလဲလူတယောက်ကိုလေအဲ့လိုခိုင်းစီရည်လို့မှတ်နှစ်တယ်ကိုနိုဘယ်ကလည်းကိုယ့်အကူနေတာပြောအဲ့လိုသူများခိုင်းနေလို့အာနာအာနာဆန်းဆန်းကြီးနဲ့အမိန်ဆန်းဆန်းကြီးနဲ့ဆိုရင်ကိုယ်မှာစိတ်မပြေဘူးကိုကတော့ဘယ်လိုပြောမလဲလူကြီးရဲ့လူကိုလူကြီးတွေလည်းလူကြီးလို့လေးစားတယ်ဒါပေမဲ့သူတို့သူတို့ပြောတဲ့စကားကြီးတွေကြာကိုနားနဲ့အစင်မပြေဘူးနားထောင်လိုက်ကြာကလန့်ရေးဖြစ်နေလို့ကြာဒါပေမဲ့ရန်တော့မပြေဘူးနောက် AC ပဲအဲ့ကြတော့ဘယ်လိုပြောမလဲဆရာကြီးပြန်မှာဆရာကြီးတို့ကျွန်တော်အဲ့ဆရာနဲ့တော့ပင်တွဲမဆောင်နိုင်ဘူးလို့ နောက်ကရန်ဖြစ်နေလည်းမလွယ်ဘူးလို့ကျွန်တော်လည်းပြင်ပြင်ပါလို့သူအဲ့လိုပြောတော့အဲ့ဒီမှာကျွန်တော်กินလဲပြီးရဲ့အဲ့နောက်အဆင်ပြေသွားမိုင်းထောင်နာတွေကတော့ကျွန်တော်တို့တွေကတော့ဒါဒီဥရိတာရောက်မထောင်ဘူးတာရှေးဦးဝါမတော့ရဲတကုံမတော့မထောင်ဘူးမထောင်ဘူးမိုင်းဆိုတာလည်းမသိဘူးဒုံးဆိုတာလည်းမသိဘူးဒုံးဆိုတာလည်းအခုမှမြင်ဘူးလားတို့တော့ဒုံးလာပြီဒုံးလာပြီဆိုရင်ကျွန်တော်တို့တွေကတော့ဟို ကိုခိုင်မာတဲ့ထက်တဲ့တော့ဝင်းဝင်ပြေးတာပေါ့အဲသူတို့ကတော့သူတို့ကတော့ပူလုံချောင်ပြေးတာပေါ့သူတို့ကတော့ခန်းနေရှိတာဟိုအိမ်နှစ်ထပ်အိမ်နေဆိုတော့ကျွန်တော်တို့ကတော့ကျွန်တော်တို့ဘန်ကားလေးဝင်နေတယ်ဒီဥဋ္ဌိတရောက်တော့မှကျွန်တော်ကအဲမိုင်းထောင်တာထောင်ခဲ့ဘူးလားကလပ်စရီနင်းမိုင်းမှဆိုရင် तू ကဘာလဲမြင်းခွဆိုတဲ့အခွာလေးပါတယ်အကောင်လေးကိုမဖြုတ်ခင်ကဟိုဟာ A ကနေ S ကိုလှည့်ရတယ် X ကိုလှည့်လဲပြီးတော့အသက်သွင်းတယ်မိုင်းဟိုဟာကွဲရန်လေးကိုထည့်တယ်ထည့်လဲပြီးတော့ကျွန်တော်ပြန်ပြီးတော့ ဟွာလေးနဲ့သူလှဲ့တန်းလေးနဲ့ပြန်လှဲ့တယ်လှဲ့လေပြီးတော့မြင်းကွာလေးကိုဆွတ်ဖြုတ်တယ်ဆွတ်ဖြုတ်ပြီးတော့ကျွန်တော်ငင်းငင်းသာသာလေးခြတာပေါ့ငင်းငင်းသာလေးခြတယ်ပြီးတော့မြေကြီးဖုံးလို့ချင်းလေတို့ရိုက်ဖုံးလို့ကမရဘူးလေရိုက်ဖုံးလို့မရတော့ကျွန်တော်သာလေးပြန်ပြီးတော့ဖြည်းဖြည်းလေးပို့ပြီးတော့ကျွန်တော်အဲ့လိုမျိုးထောင်ခဲ့တယ်ထောင်ခဲ့တဲ့တပတ်လောက်ကြာလို့ရှိလို့ရှိရင်ကျွန်တော်တို့ဟိုမိုင်းကိုအချိန်ပြောင်းလုပ်ပေးရတယ်အချိန်ပြောင်းလုပ်ပေးရဆိုထက်ထက်မှအစိုးရပြန်နေတာတို့အဲ့လိုမျိုးရှိမှာဆိုလို့ရှိလဲရှိခဲ့တယ်ဘယ်လိုဆိုကိုကိုတို့ပြန်ဖော်လို့ရှိရင်တွေ့လဲတွေ့ခဲ့တယ်အဲ့ဒါလေးကြတော့ကျွန်တော်တို့ပြန်ဖော်ပြီးတော့အပေါ်မှာအစ်တဲ့နဲ့လဲလဲလို့ပြီးတော့အပေါ်မှာဟို ျွန်တော်တို့တွေသွားတိုက်တန်လေးနဲ့ပြန်တိုက်တယ်ပြန်တိုက်လဲပြီးတော့အစ်တိုင်းပြန်ဖြစ်အောင်ပြန်လှုပ်လဲပြီးတော့အနောက်တစ်ဘက်အတွက်ကိုဒါပြန်လဲဖို့အတွက်ကိုအစင်းစင်းဆောင်လာတာပေါ့နောက်ကျတော့ဟိုတနေရာလဲတော့မဟုတ်ဘူးသူကသူ၃ယောက်တစ်ဖက်၃ယောက်တစ်ဖက်အဲ့ဆရာတစ်ယောက်နဲ့၃ယောက်တစ်ဖက်၃ယောက်တစ်ဖက်သူတို့ကဒီဘက်ထောင်လဲဆိုကိုရီးယားဒီဘက်ချမ်းဘယ်ညာသွားထောင်တာအဲ့လိုဟိုရန်သူလာတတ်တဲ့နေရာမျိုးတွေပေါ့ဂုံးလေးမှာအဲ့လိုမျိုးသွားထောင်လာတာပေါ့သူတို့ကတော့ပြောတယ်မင်းတို့ထွက်ပြေးလဲလွတ်မှာမဟုတ်ဘူးပေါ့ဘာလို့ဆိုတော့မိုင်းနေငါတို့ထင်တာကထောင်လာတာစိတ်နေပြီပေါ့အဲ့ မိုင်းလေးထောင်ထားတယ်ဆိုစိတ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမယုံဘာဖြစ်လို့ဆိုတော့ဒီညောင်ဝါးဆိုင်တဲ့လူတွေနှောက်ကြတော့သူတို့မိသားဆိုတာရှိတယ်မိသားဆိုတော့ခြံသေးကိုလောင်ပါဆိုတော့သူတို့တကယ်တကယ်ချို့ဟိုရှင့်မမြင်ကွင်းမရှင်းလို့ရှိရင်ဟိုတက်လာတာမမြင်ရဘူးအဲ့နေရာကိုရှုပ်ရှုပ်လိုက်တော့ခါကြတော့မိသားဆိုတာတားပေးတာအဲ့ဒါကိုမိသားကိုပေါက်တုံးနဲ့တော့ပေါက်တယ်ဟိုလူတွေပေါ့ကျွန်တော်တို့ပါးစားတွေပေါ့ပါးစားတွေကတော့ပေါက်တဲ့ခါကျတော့မိုင်းလည်းမရှိဘူးထိလည်းမထိဘူးဆိုတော့ဒီနေရာမှာလည်းသူတို့မထောင်မှုဆိုတာကျွန်တော်သိတယ် အဲကိုလိုက်သွားတော့မှအဲဘယ်နေရာမှာထောင်ရဘယ်နေရာမှာထောင်ရတယ်ကျွန်တော်မှတ်ထားတာကိုထောင်ကိုကိုတိုင်းထောင်ခဲ့တော့မှတ်ထားတာပေါ့ငါတို့ဘယ်လန်းကနေပြီးတော့ဒီထွက်လို့ရှိရင်လွမြောက်နိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တော်တော်လေ့လာထားတာသူတို့ကျွန်တော်တို့သွားမဲ့အချမ်းမှာသူတို့ထောင်ထားပြီဆိုလို့ရှိရင်ကျွန်တော်ကြည့်နေတာအပေါ်ကဂုံးမြင့်တဲ့နေရာကျွန်တော်ကြည့်တယ်တခြားကြည့်တယ်ဘယ်နေရာဘယ်နေရာမှာဟားနေလဲဆိုတော့ကျွန်တော်ကြည့်ရတယ်အဲကျွန်တော်နဲ့တူပါလာတဲ့ညီလေးကတော့သူကတော့မကြည့်ဘူးပေါ့သူကတော့ဘာလဲဆိုတော့သူ ကင်းဟွာနဲ့ဝေးရဲကျွန်တော်နဲ့ကြတော့နေကက်တယ်နေကက်တော့ကျွန်တော်အကုန်လေးလာထားတယ်အကုန်ကြည့်ထားတယ်အဲထွက်မဲ့ညလည်းကြကြောဒီညနေလည်းကြကြောသူကထမင်းစားပြန်လာတယ်ကျွန်တော်ကဖျားကုန်းဝင်တဲ့အချိန်မှာညလေးဒီပေါက်မှတော့မရှိဘူးဒီပေါက်မှတော့တေချာတယ်တုတ်တရထွက်လာတယ်လွတ်တယ်သူတဲ့ဟာကိုကျွန်တော်သူ့ကိုပြောတယ် ကတော့ကိုယ်စီစဉ်တာကိုရှိပြီးသားလေညကလေးကသူတို့ဘယ်လိုပြောမလဲသူတို့လက်တက်ချိန်မှာကိုအိတ်ရတယ်ဆိုမှပြောဖြစ်ဘာဖြစ်ဖြစ်စင်ကာလေးကောက်တယ်ထဲပြီးရင်ကိုဘကိုပဲအလိုလိုက်ရှာတာပေါ့အပြင်မှာချိန်ဆက်တွေ Facebook ကနေရှာတယ်တချို့ကြလည်း TikTok ကနေလည်းရှာတယ်ပေါ့ကျွန်တော်မော်လမန်းညောင်းကကျွန်တော်ကလည်းတစ်ဆက် twin ကြီးသေးတယ်အဆင်ပြေတယ်သူကမူးလုံးလာခိုင်းတယ်ဒါပေမဲ့ထွက်ဖို့ကကိုကတယောက်တည်းဖြစ်နေတဲ့အတွက်ကြောက်တယ်တော့တတိအလောက်ကြီးလည်းမပါခဲ့ဖြစ်ဘေးမှာလည်းဘယ်လိုပြောမလဲခုမှရောက်လာတဲ့တငယ်ချင်းတွေဆိုတော့လေ ိတ်ပြီးတော့လည်းသူ့အကြောင်းလည်းကိုမသိကိုအကြောင်းလည်းသူမသိဆိုမပြောရဲဘူးမပြောရဲတော့ကြတော့အဲ့အခြေဆက်နဲ့လွတ်သွားတယ်အဲ့ဒုတိယအခြေဆက်ဒုတိယအခြေဆက်ကလည်းလို့အဖွဲ့အစည်းတစ်ခုတွေရပဲလာချိန်ကျွန်တော်လည်းချိန်တာပြောပြီးပါအစင်လည်းပြည်တယ်ဖုန်းနံပါတ်လည်းယူပြီးပါ18ရောက်ရတာကျွန်တော်ကကြာဖုန်းအများစုကိုစင်စင်ကတ်တွေပြောရအောင်လေဖုန်းနံပါတ်တွေဆိုလို့အဲ့လိုစင်တိတ်ပြီးတော့မမှတ်ထားလည်းမရှိဘူးသူကနာမည်ချင်းလည်းသုံးနေမရှိဘူးလေစင်ကနာမည်မှတ်တယ်ဆိုရင်လည်းအစားစလုံးတစ်လုံးနဲ့ကိုကိုပစူပေါ့ကိုဘလောက်အဲ့လောက်လေးပဲမှတ်တာအဲ့ဒီမှာ ကျွန်တော်အကုန်ဖြတ်ပလိုက်တယ်ဒါပေမဲ့အဲ့ဒီနံပါတ်လေးကအလွအလွရနေရဲ့ဒီလိုဝင်သေးတာပေါ့အဲ့ဒါနဲ့ကျွန်တော်တို့တွေမဖြစ်တော့ဘူးငါတို့တွေကိုထွက်ပေါက်ကိုကိုရှာမှဖြစ်တော့မယ်ဆိုပြီးတော့ကျွန်တော်တို့တွေညှိကြတာတော့၄ယောက်ရှိတယ်ဒါသူတို့ဘက်ကလည်းတက်ဆာရှိတယ်၄ယောက်ရှိတယ်လွတ်မြောက်ဖို့အတွက်ကိုစောင့်တာကြာပြီးဟိုရပောင်းနေများနေပြီပေါ့ ညနေပြီဒီတစ်ခါတော့ကျွန်တော်တို့လွတ်အောင်ရုံးမယ်ဆိုရင်ပြီးတော့ကျွန်တော်တို့၄ရက်နေညပေါ့၉ရက်နေညမှာကျွန်တော်တို့တွေဖောက်ထွက်ဖို့၄ရက်ဆိုတော့ညှိပြီးွားပြီညှိပြီးွားတဲ့အခါမှာအဲ၁၂နှစ်နေထိုးကျွန်တော်တို့ကင်းလှည့်ကြလဲကြလဲကြောဟိုဘက်ကလည်းကျွန်တော်နဲ့ညှိထားတဲ့အကောင်လေးတွေကလည်းသူတို့ကလည်းကွက်တိပဲကျွန်တော်တို့ကင်းကိုချိန်ထားတယ်လို့ဖြစ်သွားတာလူကလည်းတိုက်ဆိုင်မှုဆိုတော့အဲဒါနဲ့ကျွန်တော်တို့တွေသွားပြီးတော့ရှေ့၄ယောက်က၂ယောက်ကအရင်လာတယ်ကျွန်တော်တို့၄ယောက်ပေါ့၄ယောက်ကိုစုလဲပြီးလဲပြီးတော့မင်းတို့၂ယောက်အရင်ထွက် ငါတို့နှစ်ယောက်ကနောက်ပြီးတော့မှအချိန်လေးကြည့်ပြီးတော့ထွက်လိုက်လာမယ်ဆိုပြီးတော့အဲ့နှစ်ယောက်ကအရင်ဆုံးဖောက်ထွက်သွားတယ်ဖောက်ထွက်သွားတော့ကျွန်တော်တို့စောင့်မယ်တော့ထင်တာတော့ကျွန်တော်တို့ကအကျွန်တော်တို့နောက်မှကင်းစစ်ကလာလဲလာလောအဲ့ဒီမှာမီးမလို့ဖြစ်သွားတယ်ကျွန်တော်တို့ဖြစ်ထပ်ပြီးမှကျွန်တော်ညို့လို့ဖြစ်သွားတယောက်ကဒီဒီဘက်တယောက်ကအင်ဂျင်ကိုချုပ်ပလိုက်ချုပ်ပြီးပါအာလုံးလာပါပြီပေါ့သွားလို့ရရဲ့အဲ့လိုပြောတဲ့အချိန်မှာရှေ့မှာခြေလမ်းလေးကြော်လိုက်တာရှိပြီအဲ့ဒီမှာကင်းစစ်ကလာပြီတမီးရဆိုဟိုကဘယ်သူလုံးလဲဘယ်သူလုံးလို့ပြောလန့်လာတာပေါ့ကိုဆိုင်လို့ပြောလိုက်လို့ရှိရင်တိသွားမှာလေ ကျွန်တော်ကင်းမကြဘူး။သူထပြောလိုက်လို့ရှင်မင်းဒီကင်းကိုဘာလာလောက်တာလဲဆိုပြဿနာတန်းမယ်။အဲ့ဒါနဲ့ကျွန်တော်ထထုံးညာလည်းကောင်းလိုက်တော့တရားကျော်လို့ပြောလိုက်တာ။တရားကျော်ကျွန်တော်နဲ့ကင်းတွေ့တဲ့ကြတော့တရားကျော်လို့ပြောလဲပြောလိုက်ကောအဲ့ဒါနဲ့သူကနေတရားဆောင်ဘာညာဆိုလို့တော့သူကပြန်ခောက်သွားတယ်ကျွန်တော်မယုံကြည်လို့နောက်ကြောင်းကိုပြန်ကြည့်တယ်သူနောက်ကြောင်းကိုပေါ်တက်ကြည့်သေးတယ်တက်လိုက်ကြည့်ကျော်သူမရှိတော့မရှိလည်းမရှိတော့ကျွန်တော်နှစ်ယောက်ကနေနောက်ကနေပြီးတော့ပြီးတော့ပြီးတော့ဖိုင်ချန်စီကိုဆက်ဖောက်တယ် သူကဝက်ကတ်တွေကအစ်တတွေလीခြံစည်းအစ်တတွေဆိုနည်းနည်းဖြေးရတာခတ်တာပေါ့အဲ့ညာမိုးကလည်းနည်းနည်းဖောက်ဖောက်ရွာထားဆိုတော့ခြံစည်းကပြန်မအတန်းတော့မမီတော့ဘူးမိုးရွာထားတဲ့ဆင်ညာဝါးတွေနည်းနည်းဖြေးဖြေးပြီးတော့ဒီလိုခေါင်းကနေရှိုးထွက်တယ်လူတပိုးသာရိုက်ဆိုတာနဲ့ခေါင်းကနေရှိုးထွက်တယ်အဲ့မှာသူအင်ကြီးကအင်ကြီးနဲ့ထပ်သုံးတဲ့လောက်တော့ဝေးရတာပေါ့အဲ့ညာအင်ကြီးရေတန်ဆူကျိုးနဲ့ညှိတယ်ပြေးတယ်ပြေးပြီးတော့ချွတ်လာခဲ့အဲ့နောက်တဲ့ဒုတိယ secret တော့လည်းလိုပဲသူကခြံစည်းရောကဒါမျိုးလိုတချို့ကြတော့ဒီလိုကလန်နေခော့ခါလိုက်အဲ့လိုဖြေးဖြေးပြီးတော့ တိတ်ဘောကလူတခုကလေးပဲအပေါ်နဲ့အောင်လိုက်တာမျိုးလေးပဲသွားနေချင်းမမရဘူးအဲ့ချက်တာဒါမျိုးလည်းချက်တယ်လက်လက်ချက်သွားတယ်ချက်သွားတယ်ချင်းပြီးတော့ဆိုရင်ဒါမျိုးပဲအဲ့ခြံစည်းရုံးနှစ်ခုကျော်ပြီးတဲ့အချိန်မှာ short ရေးစင်းပင်တရုံတုံးကြီးပဲ short ရေးစင်းသူတို့ကလည်းတော်ကြလောက်ဆိုရင် no တော့မှာဝုံနှန်းဆန်ကဖြစ်တော့မှာဆိုတော့ကျွန်တော်တို့ဒီလေတေရောကျွန်တော်နှစ်ယောက်ကအဲစမ်းချောင်းဖြတ်ကူတယ်ဖြတ်ကူလဲပြောရေရတဲ့တိုက်ဆင်းနေတာတိုက်ဆင်းနေတယ်လွန်းထွက်ခြင်းလဲထွက်တည်ခြင်းလဲတည်မထိုးတော့ဘူးဆိုပြီးတော့ဖြတ်ကူတယ် ဖြတ်ကူလဲပြီးတော့ကျွန်တော်တို့ဒီလွယ်ကလေးတွေမှာကျွန်တော်အဝတ်တယောက်တစ်စုံထည့်ခဲ့တယ်ထည့်ထားတဲ့ဟာကိုကျွန်တော်တို့ဂုံးပေါ်တောင်ဂုံးပေါ်လဲရောက်လဲရောက်လဲလိုက်တယ်လဲလိုက်လဲပြီးတော့အဲ့အာနေပဲကျွန်တော်တို့ဖုံးကောက်ပွင့်ဆိုလန်900လောက်ငါလန်းတော့အတိအကျမသိဘူးကွာငါကူပဲမခေါအောင်ပါလို့ကြာနေခေါသွားတယ်ပြပြင်းသွားတယ်လိုင်းမမီတော့ဆိုကိုယ်ကမကပြန်ပြောက်သွားလိုက်ပြောက်သွားတဲ့အချိန်မှာဂုံးမတက် အဲ့ကြတော့ line ပြန်ပြီးအဲ့ဒီလွေလွေရှိရဲပေါ့ရဲမျက်နှာကိုလည်းကိုကပြန်မှတ်ထားပြီးရှင်းနောက်တော်များကိုရဲမျက်နှာပြန်မှတ်ထားပြီးတော့ obvious စင်းတယ်စင်းပြီးတော့ဒါဒီလမ်းကိုပေါ်အောင်ပါခေါ့ဆိုတက်လိုက်ပဲသွားလာတယ်တညာလုံးပဲညာလုံးပေါ့တထောင်မိတထောင်တထောင်မိတထောင်တထောင်မိတထောင်ကျွန်တော်ဆက်လျှောက်တယ်ကျွန်တော်တို့သူတို့ပြောခဲ့တာတော့ဗာမင်းတို့သဘုံနဲ့တွေ့ရင်တေလိမ့်မယ်ပက်ပက်ဆက်ဆက်တတ်မှာလို့ပြောတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကသူတို့ရှိမှနေထားတဲ့ဆိုင်တေဝါတာမှာကောင်းသေးတယ်ဆိုတော့ကျွန်တော်တို့တေပစိလေးဆိုတော့ကျွန်တော်တို့ဖောက်တော့ ဖောက်တော့ကျွန်တော်လမ်းမိုက်တစ်ခုရောက်တာလမ်းမိုက်တစ်ခုရောက်လဲရောက်ပေါ့ကျွန်တော်တောက်လျှောက်ရှောက်တာရှောက်တာရှောက်တာကားဂိမ်းမတွေ့မချင်းညလုံးပေါ့လမ်းလျှောက်လာတော်တော်လေးပင်ပန်းနေအခုချိန်ဒီလေတန်ရတော့ဘယ်လိုရောက်မလဲထုံးကျင်နေတော့ပေါ့ခြေောက်ကြီးကထုံးကျင်နားနေတော့မယ်ဖောက်ပဲလဲရောက်လဲရောက်ပေါ့ကျွန်တော်တို့လိုင်းကားနဲ့တွေ့တယ်လိုင်းကားနဲ့တွေ့တော့ကျွန်တော်တို့လိုင်းကားဆီးပြီးတော့ဒီလိုကျွန်တော်တို့လွန်မြောက်တဲ့နေရာလေးကိုကျွန်တော်တို့ရောက်ရောက်ရှိအောင်လာခဲ့တယ်ပေါ့နော်တာယာရဲ့ဘဝကိုလေးရောက်ရှိအောင်လာခဲ့တယ် ဲ့လို vulnerability ပဲပို့ပါဖြစ်လာတော့အဲလွတ်မြောက်လာခဲ့ပေါ့ကျွန်တော်အားအချိန်မှာဘွားရလဲဘယ်လိုပြောမလဲအေးလဲအေးကြောင့်ဟိုထဲမှာချုပ်ချယ်ခံခဲ့ရသမျှတွေအကုန်လုံးဒီဘက်မှာအကုန်လုံးအေးစေးဖြစ်သွားပြီညာအိယာကစားစားရတော့တာကစားအေးစေးပဲ net net ဘယ်လိုပြောမလဲကိုမြောက်ဖူးရဲ့ data ပြောမြောက်ဖူးရဲ့နေရာလဲရတဲ့ဘယ်လိုပြောအငင်းတစ်တွေလဲရတာပေါ့ဟိုမှာမျက်စိဘိတ်နားဘိတ်နေခဲ့ရတဲ့အတွက် ပြောသွားတာပေါ့ဒီမှာရောက်သွားတယ်လို့ပြောသွားရပါအာကိုကလည်းကိုမကလေးကကိုကနေတာလဲသူကသုံးသပ်ပြန်ပြန်ပဲလीတီးတံပဲနေတာဆိုတော့ဒီမှာလည်းရောက်သွားအာဆင်ပြေးသွားပြီပေါ့အဲ့လိုပဲအဲ့ရနေပြီးထွက်ပြီးထွက်ပြေးလွံ့မြောက်လာခဲ့တဲ့တော့အရင်မပြောခဲ့လေကိုကလည်းပီတိရှိတယ်အော်ငါလုံနိုင်ခဲ့ပြီပေါ့အဲ့အဲ့လိုမျိုးအရင်ပြောခဲ့ပါလေဗျာအမေလို့ဖုန်းမှာစာအုပ်ကလာ။အခုလိုကလေးရတယ် သူများနိုင်ငံတလူပြည်သူစစ်မှုထမ်းအောင်ထမ်းရမယ်ပေါ့မထမ်းမနေရပေါ့နောက်ဆိုရင်လည်းမင်းတို့တွေမကောက်ဘူးပေါ့မင်းတို့မိန်းမတွေရောဟိုအခုမင်းတို့ရဲ့ညကူမောင်နှမတွေရောအကုန်လုံးထမ်းဆောင်အောင်ပါပေါ့မင်းတို့တွေအခုဒီကနေထွက်သွားလို့ရှိလို့ရှင်အခုနှစ်နှစ်ပြည့်လို့ထွက်သွားရင်မင်းတို့ထွက်ခွင့်လက်မှတ်ပေါ့လက်မှတ်ပေးလိုက်မယ်အမေတို့ဟိုပါပေါ့ဟိုနိုင်ငံခြားသွားမှာလားဘာလုံးမလဲလမ်းမှာဆိုရင်အခုမင်းတို့လမ်းထဲမှာရက်ွက်ထဲမှာဆိုလို့ရှိရင်ဥက္ကဋ္ဌလုံးမလားလူကြီးလုံးမလားစင်ကောင်းလုံးမလားပေါ့ဟာဖြစ်တော့မဖြစ်နိုင်ဘူး ကျွန်တော်ကတော့ယူဆတာပေါ့ကျန်တဲ့လူတွေကတော့ကျန်တဲ့ပါစလေးတွေကတော့ဘယ်လိုယူဆလဲမသိကျွန်တော်ကတော့ဒဲပဲဒီလူတွေကတော့မဖြစ်နိုင်လင်ညာပြီးတော့ပြောတယ်ကျွန်တော်တခါကျရင်တော့ချင်းအောင်ဆိုလိုက်သေးတယ်ပြောကောင်းတဲ့ရှင့်ကိုမယုံရဲဘူးရှင့်ကိုရှင့်ကိုကျွန်တော်ဆိုတယ်ကျွန်တော်ဒဲပဲမသိကျင်အောင်ဆောင်မှုတော့ကျွန်တော်ကဟိုအတိန်ဆောင်လေးနဲ့ဖဲ့တာပေါ့ကျွန်တော်တို့ရိုက်လေရိုက်ပြီစလေဟိုပြီးပါစစ်ဆိုလို့ရှင့်တော့ချဗျာဟုတ်တယ်မလားကျွန်တော်ရှင်းလင်းပြောပြီးပါစစ်ဆိုလို့ချတပင့်နိုင်ငံနဲ့ဖဲ့တာချစမ်းပါရုပ်ကိုကိုဟိုရေဘက်ခန့်ခန့် ဒီကိုတင်းနေရလူဘာမှဟုတ်ဘူးလှဲ့ပတ်ဖြစ်ပြီးတော့ဟိုကျက်မကြီးရကျက်ကလေးနိုင်တယ်ကျက်ဖိုက်ကြီးရကျက်မကြီးကိုနိုင်တယ်ဖြစ်သူတို့ကနှုတ်တော့လဲသူတို့ကဟိုကိုဝင်ချင်းလုံးဝင်လာတဲ့ကောင်လေတကယ်မှမပါဘူးဟိုမိဘနဲ့တကွဲတဲ့ပြားသားမနဲ့တကွဲတဲ့ပြားနောက်ကျတော့ဟိုကိုကောင်းမော်နင်းနေနေလဲဆွဲခံချို့ကောင်းလို့ဆိုလို့ချင်းလမ်းမှာသွားနေတယ်တချင်းလေးဖြတ်ဆိုသွားတာအဲ့ဥခရဆွဲပါတယ်ဆိုမှပဲတချင်းဆိုသွားလို့ဆိုတော့ဆွဲထဲတယ်လူတွေရှိတယ် ်သက်ပြီးတော့ကျွန်တော်အလုပ်တစ်ခုပေါ့ကျွန်တော်ကငယ်ကလေးကလည်းဘယ်လိုပြောမလဲစက်ပစ္စည်းနဲ့ပတ်သက်ပြီးဝါသနာပါတယ်ဝါသနာပါကြတော့ကိုရွေးချယ်လိုက်တာလည်းဒါမဲ့မျိုးလုံးမကောင်းဘူးကိုရွေးချယ်လိုက်တာလည်းအဲ့စက်ပစ္စည်းပြင်ရတာကိုရန်ဝါသနာပါတယ်ဝါသနာပါတော့ငါဒီလုံးနဲ့ပဲအတမွေးမယ်လို့လည်းစဉ်းစားတာပဲကိုလက်ရှိကြမ်းခဲတဲ့ကောင်တွေကလည်းသူတို့တစ်မျိုးနည်းနဲ့တစ်မျိုးနည်းသူတို့ကသူတို့ထွက်ဖို့ကစီစဉ်တော့ရှိတယ်ရှိတယ်ဒါပေမဲ့ကိုလူရောက်ဆိုတော့သူတို့ကြက်နေပါအကုန်လုံးပါ ကျွန်တော်တယောက်တည်းမဟုတ်ဘူးကျွန်တော်တို့ရောက်တဲ့အပတ်စဉ်လေးတော့အခုနောက်နောက်ဟိုဆင်းမဲ့ခွန်တို့၈တကိုးတို့ဆင်းမဲ့ဟာတွေလည်းကျွန်တော်တို့လိုပဲကြုံတွေ့မှာပဲဒီလိုအနေဆင်းရဲ့အစားဆင်းရဲ့သူဆက်ဆက်နဲ့စားရတဲ့ဟာမျိုးတွေနောက်ကျတော့ဟိုသူတို့ရဲ့ဟိုခိုင်းတာတန်တိန်နဲ့ဟိုပြည်သူဆင်းနဲ့ပတ်စတဲ့နဲ့ကိုခွဲခြားတဲ့ပုံစံတွေကိုသူတို့တွေ့ရှိရမှာတွေ့ရှိရမယ်နောက်ကျတော့အဲ့တော့မှသူတို့ရဲ့ထွက်လန်းကိုသူတို့တွေဘယ်လိုလုပ်ရမလဲဆိုသူတို့စဉ်းစားမှာပဲကျွန်တော်တို့လည်းဒီလိုပဲကျွန်တော်တို့ထွက်လန်းကိုကျွန်တော်တို့မခံနိုင်တဲ့အဆုံး ထွက်လောင်းကိုကျွန်တော်ရောင်းအောင်ထွက်တယ်ရောင်းအောင်ကျွန်တော်အခုလို့လွတ်လပ်တဲ့နေရာလေးကိုစချမ်းသာတဲ့နေရာကိုလွတ်လွတ်လပ်လပ်နဲ့ရောက်ရှိတယ်ရောက်ရှိတယ်ကျွန်တော်ကျင်းတတ်တယ်ကျင်းလဲကျင်းတတ်တယ်နောက်ကျတော့ကျွန်တော်အားလဲရတယ်ပြေးမယ်ဆိုလည်းမပြေးလို့မလို့ဒီကုန်းမှာငါတို့ဖွဲ့နေရှိတယ်။နောက်ပြီးတော့ဟိုဘက်မှာရန်သူတွေရှိတယ်။တို့ဘလုံးမှပြေးလို့မလို့ပေါ့။အဲလိုအားရတဲ့အမျိုးမျိုးဖြန့်နေ။ဟိုဘက်ရောက်ရင်လည်းမင်းတို့လက်နဲ့ယူပါမလို့ဆိုရင် ဘယ်လိုပြောလဲမင်းတို့ပါပေါ့သူကငင်းကောင်းတော့ဆူလေးတော့ချင်းမြင်လိုက်ပါပေါ့ပြီးကြရင်မင်းတို့အဲတက်ပြင်မှာဘာဖြစ်မှညာဖြစ်မှာမင်းပတ်စံတော့ပြောမယ်လိုင်းမတင်ပါပဲကွာဒီငင်းကောင်းဒါမျိုးပေးလိုက်မယ်ပြီးပြင်မင်းတို့တက်ပြင်မှာပဲအဲ့လူတွေပေါ်မလာတော့တယ်မင်းတို့ရှိငင်းရုံးခဏလေးပဲအဲ့ပြီးကြရင်အဲ့လူတွေဘယ်မှာရှိလို့ဘယ်မှာနေလို့ဘယ်မှာတည်လို့တည်မှာမသိကြဘူးပေါ့ဒီကအကြောက်တရားတွေနဲ့သူတို့ဝါးတိုင်းပြန်ကြတယ်အမျိုးမျိုးပေါ့ brain work တွေလုပ်ကြတယ်ဒါပေမဲ့ကိုရီးယားတော့သူတို့ပြောတဲ့အခါလုံးဝလည်းမယုံဘူးပေါ့လေကိုအောင်အောင်ရှိတဲ့လောက်လည်းပြန်ပြီးတော့တွေးတယ်အဓိကပြောချင်တာကကြတော့ သူတို့ပြောရတဲ့မြတိုင်းကိုလည်းမယုံနဲ့ပေါ့သူတို့6တိုင်းကိုလည်းအဓိကမကြောက်စေချင်ဘူးပြဒီဟာကိုလှုပ်เสียရရှိတော့ရဲတင်းတင်းလှုပ်ဖို့ပဲလိုအပ်တာပါကျွန်တော်တို့ဆိုကိုဆိုရင်တာမယားနဲ့လည်းကိုရတယ်ဟုတ်ကိုမိသားစုနဲ့ကျွန်တော်ဆိုရင်အဲ့ကနေပြန်တက်လာပြီးတော့ငါတလောက်ပိုက်ကိုတခါစင်းနေအမေလေးရှီဦးဆိုတာတစ်ခေါက်တောင်မရောက်သေးဘူးသုံးနှစ်ပိုင်းလောက်တော့ဖြစ်နေပြီပေါ့အဲတစ်ခေါက်မှလည်းမရောက်သေးမှမသိရှင်မှမသိကျွန်တော်မသိအဲကျွန်တော်အင်ကကျွန်တော်အမျိုးသမီးရတော့သိမှာပေါ့ သူကတော့သူကသူစုံစမ်းထားမှာမဟုတ်ကျွန်တော်ဟိုမှာခြေထဲမှာအဲကျွန်တော်ငွေချင်းဖုန်းနဲ့ကျွန်တော်ဆက်တုံးအောင်တော့ဘာမှမဖြစ်ဘူးကောင်းမှာပဲအခုကျတော့ကျွန်တော်ထွက်လာရင်လည်းအဲကျွန်တော်တော့ဖုန်းမရှိတဲ့အတွက်ဟိုဘယ်လိုလဲဆိုတော့ရေးယူထားတာပေါ့မှန်လဲတိတ်မတ်မိဘူးလေဟိုအာယုံနဲ့များတယ်သူတို့လောက်ခိုင်းတာများနေတယ်အာကျူတွေကများနေတဲ့အတွက်ကျွန်တော်ကိုယ်ဟာတော့ကိုမှတ်ချင်ဟိုဥနောက်ထဲမှာမရှိဘူးစာအုပ်ကလေးနဲ့မှတ်တာ ဒါပေမဲ့လောလောထွက်လာတဲ့ချိန်မှာတော့ဒါမေ့ကြံခဲ့တော့ကိုယ့်ချိန်မှာဆက်သွယ်ရတော့မရဘူးရှေ့ဆက်ပြီးတော့ကျွန်တော်အလုံးလုံးပဲပေါ့နော်အလုံးလုံးပဲနောက်တော့ကျွန်တော်တို့အခုလို့ကူညီပေးထားတဲ့အကူတွေကိုပေါ့ကျွန်တော်တို့ကျွန်တော်လူအားစီဖြစ်စီပေါ့ဟိုကျွန်တော်တို့ဒီလိုအပ်တဲ့ဟိုတမားတွေလူတော့မချမ်းသာပါဘူးကျွန်တော်တို့ကူညီထားတဲ့ကိုဝင်အားကိုဟိုတမားတွေလူတော့မတက်နိုင်ပါဘူးနဲဘာဘာတော့အထောက်ကူရအောင်လို့ကျွန်တော်ပြန်ပြီးတော့ဟိုတုံတုံပြန်ပေးမယ်လို့ကျွန်တော်တို့ကျွန်တော်ယူဆထားတာပေါ့နော်ကျွန်တော်ကိုကျွန်တော်တို့ကူညီထားအခက်အခဲရှိတဲ့အချိန်မှာကူညီထားတယ် သူတို့လိုလက်ခွင့်ပေးထားတယ်ကျွန်တော်တို့စသရရလိုလိုစိတ်မရှိအောင်ထားပေးထားတဲ့အတွက်ကျွန်တော်ကတော့ရင်းနဲ့ရင်းရမှာပဲနောက်လာမယ့်ကြီးလေးအကိုတွေကိုလည်းဒီအနေပေါ်ပဲကျွန်တော်ကြောကျင်ပါရပေါ့ကျွန်တော်တို့ကတော့အဲ့လိုနဲ့ပဲဒီအဲ့အရာနေပေါ်ထွေလွံ့ရောက်ခဲ့တဲ့အခုချိန်မှာတော့တော်တော်လေးလေးပျော်တယ်ဗျ